ဒီနေ့ညနေမှာတော့မြမရွှေဈေးကအနည်းငယ်တက်ပါတယ်မြမငွေဈေးကတော့တက်ကြမရှိပါဘူးအားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က30ရက်နေ့6လပိုင်း2020နဲ့5ခုနေ့လက်ရှိကျွန်တော်ပြောနေတဲ့အချိန်ဟာထိုင်းစံတော်ချင်း ညနေ6နာရီမိနစ်40ရှိနေပါပြီမြမရွှေက15ပဲရေတရသားကို90နဲ့မှ၄သိန်း16ပဲရေတရသားကိုဆိုင်ကရောင်းနေစေက88သိန်းနဲ့မှ6တောင်းဆိုင်ကလက်ခံနေစေက89သိန်း8တောင်းနဲ့ပေါင်စေးရှိနေပါတယ်အရှိကျွန်တော်ပြောနေတဲ့ရွှေစည်းတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနှင်းငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစေက4560ဆိုင်ကလက်ခံနေစေက4460ယူရိုဝေဒီယိုတို့ကိုမြန်မာကျပ်ငွေ9340စင်ကာပူ ွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစေက3,590ဆိုင်ကလက်ခံနေစေက3,480တရုတ်ငွေဒယွမ်ကိုမြန်မာကျပ်ငွေ635ကျပ်အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2,980ထိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘက်ပေးချက်ယူသမားတွေကဘတ်ငွေ930ကိုမြန်မာကျပ်ငွေတသိန်းချက်ပေးဘက်ယူသမားတွေကကျပ်တသိန်းကိုဘတ်ငွေ935ဘတ်ဂျပန်ငွေ3,233.13ကိုမြန်မာကျပ်ငွေတသိန်းမလေးငွေ64.98ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3,395.5 1.33ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ1,688.18ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနှဲငယ်กว่าချမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလုပ်တော့မယ်ဆိုရင်ဝန်ဆောင်ကားပေးတဲ့သူရှိကိုအရင်ဖုန်းဆက်ပြီးမှငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကတော့ကြံပြူခြင်းပါတယ်မြန်မာရွှေစင်းငွေဈေးတွေကိုအမြဲတမ်းတင်ပေးပါတယ်မြန်မာရွှေစင်းငွေဈေးတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီး NLK လို့ဘေးရှင်နိုင်ကြပါစေ။